အန်တီရဲများပင်မဲ့လူကြိုက်များတဲ့နေရာများနံပါတ်1နတ်ဆိုးရေတခွန် ဒီဒီကုန်းကိုတော့လိုင်းပေါ်မှာခဏခဏမြင်ဘူးကြမယ်လို့ထင်ပါတယ်။ဘယ်အချိန်များပြုတ်ကြလိုက်မလဲဆိုပြီးတော့တွေ့တိုင်းခဏခဏရင်ခုန်နေရတဲ့ရေကိုဒီဒီကုန်းကဇမ်ဘီယာနိုင်ငံမှာတည်ရှိပြီးတော့နက်ဆိုးရေကန်လို့လည်းခေါ်ဆိုကြပါတယ်။နေရာဒီဆိုရင်တော့ဒီဒီကုန်းထိတ်ထိတ်သွားလို့ရတယ်ဆိုပေမဲ့ရေစီးကောင်းတဲ့မိုးရသည်ကိုရောက်ရင်တော့အဲ့နေရာကိုခဏပိတ်ထားလေးရှိပါတယ်။ကြည့်ရတာအန္တရာယ်များတယ်ဆိုပေမဲ့လူတွေကလည်းအဲ့ထိတ်ထိတ်သွားရတာကိုမှအရသာတွေ့နေကြတာဖြစ်ပါတယ်။ဒါပေမဲ့ကံကောင်းဆောင်နေပဲဒီဒီကုန်းပေါ်ကနေပြုတ်ကြတည်ခဲ့သူဆိုလို့အခုချိန်ထိတယောက်မှကိုမရှိသေးပါဘူး။ အဲ့ဒီရဒီကုန်ကြီးအားကြပြီးတော့တွေ့ကြရရဒီကုန်ပေါ်ကြီးရှောက်တက်မနေကြဘူးလို့အကြံပေးချင်ပါတယ်ခြေတစ်ချက်လောက်ချော်လိုက်တာနဲ့နက်ပြီကိုတန်းနေမှာဖြစ်ပါတယ်နံပါတ်1မိုးမျောစားတော့ဆိုင်ငါတို့ကဘာပဲလုပ်လို့အမြင့်မှာပဲလှုပ်ချင်နေဆိုတဲ့သူတွေအတွက်တာဝရင်းသားလေးတက်စားလို့ရမယ်စားတော့ဆိုင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇိုင်းလေးကတော့ဒူဘိုင်းမြို့မှာတည်ရှိတဲ့ Dinner in the Sky ဆိုတဲ့စားတောက်ဆိုင်လေးပဲဖြစ်ပါတယ်။နာမည်နဲ့လိုက်အောင်ကိုလေးပေါ်မှာတက်စားမှာဖြစ်ပြီးတော့အမြင့်ပေ165ဘီအထက်မှာစားလုပ်ထားတာ။အမြင့်ကျောက်တဲ့သူတွေဆိုရင်စားနေင်းတွေကိုအန်ထွက်သွားမယ်သဘောမှရှိတယ်။စားရတာကြာလို့ထပြန်မယ်လို့လို့လည်းမရပါဘူး။ထိုင်လိုက်တာနဲ့ပတ်စံရှင်ပြီးမှအောက်ပြန်ချပြီးမှဖြစ်လို့စားမကောင်းရင်တော့တီးခံရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီဆိုင်လေးကဒူဘိုင်းမြို့ရဲ့အလားအပါကိုတဝါကြီးကြီးရှုခံစားရမှာဖြစ်လို့ကဘာလက်ခီးသွားတွေရဲ့အကြိုက်ဆုံးဆိုင်တစ်ဆိုင်လို့ပြောလို့ရပါတယ်။နံပါတ်3ငရေတွင် ယနေ့ကလူတွေကကမ်းခြေမှာသွားပြီးနေပူစာမလုံကြတော့ပါဘူး။မိတောင်ထိပ်ထိတက်ပြီးတော့မိတောင်ပေါ်မှာပဲနေပူစာလုံကြတာဖြစ်ပါ။အခုမြင်နေရတဲ့မီတွင်ကြီးကတော့နှစ်ပေါင်း90လောက်ထိမီလုံးဝမငိမ့်သေးတဲ့မီလောင်တွင်းကြီးတစ်ခုပဲဖြစ်ပါတယ်။တက္ကမနစ္စတန်လို့ခေါ်တဲ့အာရှအလယ်ပိုင်းနိုင်ငံမှာတည်ရှိပြီးတော့ငရဲပြည်ရဲ့တကားပေါက်လို့လည်းတင်စားခေါ်ဝေါ်ကြပါတယ်။ကမ္ဘာလက်ခီးသွားတဲ့လေပတ်ဆရာနေရာတစ်ခုဖြစ်ပြီးတော့တွင်းရဲ့ဟိုဘက်နဲ့ဒီဘက်ကူပါဇစ်လိုင်းနဲ့ကူးလို့ရအောင်မှာဖြစ်ပါတယ်။ ။လူကြီးမင်းတို့လည်းငရဲပြည်မရောက်ခင်ကြိုတင်ပြင်ဆင်ထားခြင်းနဲ့ဆိုရင်ဒီမီးတွင်းကြီးမှာအစမ်းလာခြင်းကိုဖိတ်ခေါ်ခြင်းပါ။နံပါတ်၄နေရန်ကက်ဟိုတယ်ဒီဟိုတယ်ကတော့ဖျားတရားမှတ်ပြီးတရားမဲ့ဟိုတယ်မျိုးဖြစ်ပါတယ်။ဟိုတယ်အခန်းတွေကိုအမြင့်ပေ1200ကျော်လောက်ရှိတယ်။တောင်ကဘာရံမှာတည်ဆောက်ထားတာပါ။အ ဒီ hotel လေးကတော့ပီရူးနိုင်ငံမှာတည်ရှိပြီးတော့ Sky Lodge Hotel လို့လည်းခေါ်ပါတယ်။ဒီ hotel မှာတွေ့ဖို့အတွက်ဆိုရင်တော့အရင်ဆုံးတောင်တက်ရမှာ။အမြင့်မေ1200ကျော်လောက်ထိတက်ပြီးသွားပြီဆိုရင်တော့ hotel လေးကိုစတင်ရောက်ရှိပါပြီ။ Wi-Fi နဲ့ TV တွေဘာတစ်ခုမှမရှိဘဲနဲ့တဘာဝနဲ့နီးစပ်ချင်တဲ့သူတွေအတွက်တီးသက်ဆောက်လုပ်ပေးထားတာဖြစ်ပါတယ်။ညဘက်ဆိုရင်ပို့ပြီးရင်ခုန်မှုကောင်းတယ်လို့သိရပြီးတော့တယောက်တည်းလေပေါ်မှာလွတ်နေတယ်လို့ပဲလို့ဆိုပါတယ်။အခန်းကဂရင်းတလုံးစာလောက်ကျယ်တယ်ဆိုပေမဲ့ဈေးကတော့5 star hotel တွေထက်ကိုပိုကြီးပါတယ်။နံပါတ်5ယထာလန် coffee site ဗီယက်နမ်နိုင်ငံကဒီ coffee ဆိုင်လေးကိုတော့လိုင်းပေါ်မှာခဏခဏမြင်ဘူးကြမယ်လို့ထင်ပါတယ်။ယထားသွားတဲ့လမ်းကြားထဲမှာမှကတိကတ်သက်ဖွင့်ထားတဲ့ coffee ဆိုင်လေးပါ။အခြားဆိုင်တွေလိုဘာပြင်ဆင်မှုမှမပါဘဲနဲ့ယထားလမ်းမေးမှာအဖီလေးဆွဲပြီးတော့ coffee ဆိုင်လုပ်ထားတာဖြစ်ပါတယ်။ယထားဖြတ်မဲ့အချိန်ကိုထိုင်ဆောင်မေးကြည့်ရတာကဒီဆိုင်ရဲ့အရသာလို့ပြောကြပါတယ်။တစ်ခါတလေမှယထားနဲ့ပုတ်မိတဲ့သူတွေတော့ရှိခဲ့ပေမဲ့အသက်အန္တရာယ်ဖြစ်လောက်တဲ့အထိတော့တစ်ခါမှမဖြစ်ခဲ့ဘူးပါ။ဒါပေမဲ့ခီးသွားအများစုကတော့ဗီယက်နမ်ကိုရောက်တဲ့အခါတိုင်းမှာဒီ coffee ဆိုင်ကိုပဲမေးလေးရှိပါတယ်။ အဲ့လူကြီးမင်းတို့လည်းရထားလမ်းပေးအဖီလေးဆဲပြီးတော့စီးပွားရေးတစ်ခုလောက်ဆက်လုပ်ကြည့်ဖို့အကြံပေးခြင်းပါဆုံးဖြတ်ကြည့်ရတော့အားလုံးကိုကျေးဇူးတင်ပါတယ်